ပြီးတော့ဒီပေါင်းစည်းပြီးတော့တိုက်တယ်ဆိုတော့တက်ပေါင်းစုတက်ပေါင်းစုကျွန်တော်အမြဲတမ်းမျော်လင့်နေတဲ့ဟာကြီးอ่ะအခုဆိုရင်အကောင့်ထဲဖော်နေပြီလို့တောင်ပြောလို့ရတဲ့အနေထားပေါ့နော်။ထောင်တောင်းကြီးထိုးစေပေါ့ခုလက်ရှိပြောနေတယ်။ထောင်တောင်းကြီးထိုးစေမင်္ဂလာပါ တော်သတင်းကောင်းအနေနဲ့သူပြန်လာပါပြီပေါ့နော်ပြန်လာတဲ့သူတယောက်ရှိပါတယ်ဒါလည်းဒါကျွန်တော်ဘုံတင်လင်းအောင်ပေါ့နော်အဲဒါသူနဲ့ကျွန်တော်နဲ့အခုဆိုရင်ဒါနှစ်ယောက်ကတယောက်တက်လဲစီသွားပြီးတော့ဒါတက်ဖွဲ့တွေဟိုကုညီဖို့အတွက်စူးစမ်းတာပေါ့နော်အဲစူးစမ်းတယ်အခုတော့ဒါနှစ်ယောက်လုံးပြန်ဆောင်ပြီပေါ့ဒီကြားထဲမှာလည်းမေးကြပါလေဒါပေမဲ့တချို့ဟာတွေကျွန်တော်ကဟိုအတီလင်းပြောလိုက်လို့မရဘူးအတီလင်းအတီလင်းပြောလို့မရလောက်ရတဲ့ဟာတွေမှာကကြတော့အဲလုံညွေးကိစ္စဘာကိစ္စလည်းရှိတာဆိုတော့ကျွန်တော်ကအဲ့ဒါကို မပြောမပြောခဲ့ဘူးပေါ့နော်ဒါပေမဲ့အချို့အဖွဲ့တွေကသဘောပေါက်ပါတယ်ပုံလေးတွေမြင်သဘောပေါက်တယ်ပေါ့နော်အခုတော့ပြန်ဆုံပြီပြန်ဆုံတဲ့ချိန်ကလည်းတကယ်မိုက်တယ်လုံးဝအင်းတော်လို့အဲပြီးရင်ခုနလို့ဒါခုနဖလန်းလို့ပေါ့နော်မျိုးမျိုးနှမျိုးနဲ့တူပြန်လာခဲ့တယ်မျိုးနှမျိုးနဲ့တူပြန်လာတာအဲကြောင့်ဘူးအားရပါရလေးပြောပြပါဦးဖလန်းဖလန်းလေးဖလန်းဖလန်းတောင်းဟိုမေးကြပြောကြတယ်ပေါ့နော်ဘလို့ဘလို့ဖြစ်ကြတာလဲပေါ့ဘာဘာကြောင့်လဲဘလို့လဲဆိုတော့ဒါပထမပိုင်းဒါဘိုးကြီးထမြက်ပြောသွားတယ်လို့ပဲပေါ့နော်ကျွန်တော်တို့က ဟိုတက်ဖွဲ့ကြီးစီသွားတဲ့ချိန်မှာအဘသူကတော့သွားနေလို့မလုံးနေလို့ဘသူကတော့ဟိုဘယ်လိုဖြစ်တယ်ဆိုတော့ကျွန်တော်တို့အတီလင်းပြောပြလို့လည်းမရဘူးပေါ့နော်ကျွန်တော်ဆိုတေအောင်ပင်မှန်းတာဟိုသွားပြီးရရရဒီမှာပြန်ရရရိုက်ကူကြီးတမားကြီးကဘိုးကြီးထမင်းနဲ့အတူကပ်ပါနေတာဖြစ်တဲ့အတွက်ကျွန်တော်ပျောက်နေတာအဲ့လိုဖြစ်နေတာမနေ့အဆင်မပြေမှုတွေကြားတဲ့အဆင်ပြောင်းလုပ်နေကြမကွဲပါဘူးကျွန်တော်တို့ကွဲတယ်ပြုတယ်နဲ့ဒါကျွန်တော်တို့တွေကအဲ့လို မျိုးတွေလည်းမဟုတ်ဘူးပေါ့နော်အဓိကကကျွန်တော်တို့ကဟိုဟိုဒီကိစ္စတွေကဒီကျွန်တော်တို့အခုလုပ်နေတဲ့လုပ်ရက်တွေကကျွန်တော်လုပ်နေတဲ့ဟာတွေကကျွန်တော်တော်လှန်ရေးအတွက်အဲအကျိုးတစ်ခုခုတက်ရောက်စေချင်တယ်ဆိုတော့သဘောအဖြစ်နဲ့လုပ်တာပါကျွန်တော်တို့ကျန်တဲ့လူမှုရေးတွေစီးပွားရေးဘာမှကျွန်တော်တို့မှာမရှိပါဘူးအဲအဲ့ဒီဟာလေးလည်းဒါတခါတည်းတည်အောင် ရှင်းပြရတာပေါ့နော်ဟိုဟိုလိုဖြစ်လို့ဒီလိုဖြစ်လို့တွေးနေဟုတ်အဲ့တော့ ဖလန်းဖလန်းကြောင်းလေးဘုံကဲကင်လိုက်တော့ဖလန်းဖလန်းထားတဲ့ကြောင်းလေးအဖလန်းပါဆိုလို့ရှိရင် तू ကဒါတော့ဒီ तू ကလုံးနဲ့တရှိပြီးသားပေါ့နော်ဖလန်းမြို့သိန်းတိုက်ပွဲမှာအခုဘာသွားတွေ့ရလဲဆိုရင်အဲ့မှာတစ်ချက်က तू ကဟိုအင်တာဗျူးထားတဲ့တယောက်မှာဆိုရင်62နှစ်ဆိုရအဖိုးကြီးဟုတ်ဒါတက်စစ်သား62နှစ်ဖလန်းမှာတာဝန်ရတယ်စစ်သက်30ကျော်ပေါ့နော်အဲစစ်တပ်ထဲမှာနေကြလဲ အဲဟိုဖလန်းမှာရောက်တာလေနှစ်ပေါင်း30လောက်ရှိပြီပေါ့နော်အဲအဲ့ဒီဟာကိုအင်တာဗျူးတွေအတွက်တွေ့ရတော့ဟိုတော်တော်ကိုစစ်သားတွေဘွာတော်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 ကိုကွာပါလာစစ်သားတွေဘွာတကယ်ဆိုးနေတဲ့အနေထားကတွတ်တွေ့ရဟုတ်တယ်ဘာကြောင့်လဲဆိုတော့ तू က60နှစ်မှာပင်စင်ပေးမယ်လို့ပြောပြီးသားဒီအခုမင်းအောင်နိုင်လက်ထက်မှာပထမ60နှစ်တက်တိုး60နှစ်နှစ်တိုးပြီးတော့မှာ60နှစ်နှစ်မှာပင်စင်ပေးမယ်လို့ပြောထားတယ်ဒါပေမဲ့60နှစ်နှစ်ရောက်ပြီဆိုလို့ရှိရင် तू က တက်တန်း62နှစ်ကိုပြည့်ပြီးတော့မှကြော်လွန်ပြီဆိုတာနဲ့အဲ့ဒီလူက तू ကတက်မှရှိတရားအကြောင်းမရှိတော့ရှိတော့ဘာလို့တော့ तू ကဆေးရုံ तू ကသုံးငိမ်သွားရမယ်လေအဲ့ဒီတစ်နှစ်တော်တွေမှာ तू သုံးငိမ်လေးဟိုလေးလလေးလတစ်ပုတ်လေးလတစ်ပုတ်နဲ့အဲ့ဒီ तू သုံးသုံးပုတ်ပြည့်တဲ့အချိန်မှာလေးလသုံးငိမ်ပြည့်တဲ့အချိန်မှာအသက်ကလည်း60နှစ်ပြည့်တာနဲ့ပင်စင်ယူမဲ့အချိန်နဲ့ကွက်တိကွက်တိအဲ့ तू ကဆေးရုံပုံမှန်သွားနေရမယ်။ तू ဆေးဆေးအစင်းနေကျမ်းမာရေးမှတ်ချက်တွေ အဲသူသူဆေးပင်စင်ပေးပေးရမလားဒါမှမဟုတ်ရှင်ရိုးရိုးတက်ပြစ်ပေးစင်မဲ့ပေးရမလားဆိုတဲ့ဟာတွေလောက်ရမယ်အခြေကိုရောက်နေပြီဟုတ်ဒါပေမဲ့အဲ့ဒီလူတယောက်ကိုဟိုအခြေမှာဖလန်းဆိုတဲ့နေရာမှာတွားပြီးတော့မှအသေးခံခိုင်းထားတဲ့ဟာကစစ်သားတွေဘယ်လောက်ထိပွဲပြက်နေပြီလဲဆိုတာအဲ့ဒီမှာတွေးကြည့်လို့ရှင်တခါရဲတန်းပြီးတော့ပေါ်တာပေါ့နော်ဒါဖလန်းရောဒီဟိုဟာရောအင်းတော်ရောကြည့်မယ်ဆိုရင်အင်းတော်ဆိုလဲဒီတိုင်းပဲဟိုအများကြီးပေါ့နော်ယာနဲ့ချီတဲ့စစ်သားတွေကဘလို့မှ ဟိုမှာမဖြစ်ပဲနဲ့ချက်ကလေးငက်ကလေးဖမ်းလို့ဖမ်းခံလိုက်ရတာကမနေ့သူတို့ဒီကသားနေဟိုအင်းတော့ကနေကသားကိုပြေးတဲ့အချိန်မှာလဲကိုစီလက်နဲ့ပါတယ်ဟုတ်ကိုလက်ထဲမှာတယောက်တစ်လက်တော့ပါသေးတယ်လက်နဲ့အလက်ပေါင်းရာရာချီတဲ့လူရာချီတဲ့ဟာကြီးကိုပီဒီကဒီတော်တော်လိုင်းတက်ဖွဲ့တွေကအေးစေးလေးညှက်ပြီးတော့မှဟိုချက်ကလေးငက်ကလေးဖမ်းလို့ဟိုဖမ်းလိုက်နိုင်တဲ့ဟာလဲတက်မမှုတယောက်ကလည်းဘလို့ဘလောက်ထိဟိုဖြစ်နေပြီလဲဆိုတာဟိုပွက်ပြက်နေပြီလဲဆိုတော့အဲ့ဒီမှာ ွားပြီးပေါ်လင်းတယ်လို့ပြောတယ်ဗျာဒီမျိုးနှမျိုးကဟိုတော်တော်ကိုအားရတယ်ပြီးတော့ဒီဒီမျိုးတွေကိုကြီးကြီးအပြင်ဒီမျိုးတွေကဒါဒီဟိုဘယ်လိုပြောအညာဒေသနဲ့ကချင်ကိုဟိုကူတန်းသွားလာလို့ရတယ်အင်းတော့ဆိုလို့ရှိရင်ဒါဟိုယထာလန်ကာလန်းစုံတဲ့နေရာဟုတ်တယ်စကိုင်းထဲတော့ရောက်နေပြီဟုတ်တယ်ယထာလန်ကာလန်းစုံတဲ့နေရာအဲ့တော့စကားစကားသူ့ရဲ့ဟိုဟာတွေကိုဟိုဘယ်လိုပြောသူ့ရဲ့တက်တွေကိုမြေမြေပြင်ကနေပို့ဖို့တွေ့ ဘလို့မှအဆင်မပြေတော့ဘူးမြစ်ကမြစ်ကပို့ရင်လည်းဒီချင်းချင်းတွင်းမြစ်ကပို့လို့ရှိရင်လည်းအီယာယူမြစ်ကပို့လို့ရှိရင်လည်းလမ်းတွေဖြတ်ပြီးတော့မှအပြင်းခံရတယ်အဲ့မှာကားလမ်းရထားလမ်းကအင်းတော်မှာသွားပြီးတော့မှနှစ်ခုလုံးသွားဆုံတာဆုံပြီးတော့မှအပေါ်အဲ့ဒါဗမော်မြေကြီးနားဘက်ကိုထပ်ပြီးတော့မှတက်ရတာဖြစ်တယ်အဲ့ဒီနေရာကိုပိတ်ထားလိုက်ခြင်းအပြင်ဟိုကချင်ပြည်နယ်အတွက်ကောသခိုင်းတိုင်းအတွက်ကောတကယ်စီးရီးပြူဝါရအင်မတန်အရေးကြီးတဲ့နေရာကိုဟိုရလိုက်တာလို့ပြောလို့ရတာပေါ့ဟုတ်တယ်ဟိုဒါ ရတဲ့လက်နဲ့တွေခဲရနေဆိုရင်လေတကယ်ကိုတကယ်ဝိုးကိုအားရစရာတွေပေါ့နော်။ပိုင်ပိုင်ရှိစမ်းကိုပဲထောင်နဲ့တောင်းနဲ့ချီတယ်။ဟုတ်တယ်။ပြီးတော့ဒါ RPG တွေဆိုလဲခုနလိုဟိုဒီတနက်တွေဆိုလဲစီနီယာပဲပေါ့နော်။အဲပြီးတော့ဒါဒီလက်နဲ့ခဲရန်အပိုင်းမှာကြည့်မယ်ဆိုရင်လေဟိုပါဝင်တဲ့အဖွဲတွေကလည်းများတယ်။ဒါပေမဲ့ရတဲ့ဟာတွေကလည်းတကယ်ကိုထိုက်တတ်တတ်တယ်ပေါ့နော်။ရတဲ့ပုံစံမျိုးအနေထားပေါ့နော်။ရနဲ့ချီတယ်လက်နဲ့တွေခဲရန်တွေကအဲဒီနှစ်မျိုးလုံးတိမ့်နိုင်တဲ့အနေထားမှာရတဲ့ပစ္စည်းပစ္စည်းတွေတော်တော်များတာပေါ့နော်။ ပြီးတော့ဒီ122လို120လို့မျိုးအဲဒီလိုလက်နက်ကြီးတွေပေါ့နော်ကောင်တာပြစ်နိုင်တဲ့ကောင်မျိုးတွေအားစရတာဖြစ်တဲ့အတွက်ဟိုနောက်လာမဲ့တိုက်ပွဲတွေအတွက်တကယ်ကိုအပြည့်အပြည့်စရာကြီးအားရစရာကြီးပေါ့နော်ပြီးတော့အဲအညာအဖွဲ့တွေလည်းပါဒီတိုက်ပွဲထဲမှာပေါ့နော်အညာအဖွဲ့တွေလည်းပါတာတွေ့ရတဲ့အညာကအဖွဲ့တွေကဒီလိုမျိုးအောင်ပွဲကြီးမျိုးကိုအတွေ့အကြုံရသွားပြီပြောပြောနေတာတော့ဟိုကဒီမျိုးသိန်းနေနဲ့ပတ်သက်လို့ပေါ့နော်တွေ့ကြုံရပါရှေးပိုင်းကာလမှာကျွန်တော် အထင်သေးလို့ပြောတာမဟုတ်ဘူးရှေးပိုင်းကာလမှာလက်နက်ခဲရင်အားနေတယ်ပစ္စည်းလူလက်နက်အဲ့လိုမျိုးအားနေတဲ့အနေထားမျိုးမှာတို့ရသလောက်တော့လောက်ကြတယ်ဒါပေမဲ့ဒီလောက်ကြီးထိအောင်မြင်တဲ့အဆင့်မျိုးကိုတို့အခုကြုံရတယ်အရှေ့ပိုင်းမှာတော့အဲခုနကလိုအဆင့်မျိုးရောက်ဖို့အတွက်ကိုတော်တော်လေးကိုကြိုးစားလုပ်နေရတဲ့အနေထားဒါပေမဲ့လည်းအခုတော့ဒါပူပေါင်းတဲ့ပုံစံမျိုးတွေနဲ့တိုက်ပွဲဝင်တဲ့အခါတကယ်အောင်မြင်ရတယ်အဲ့အောင်မြင်မှုကဘာလဲမှမလဲနိုင်ကျွန်တော်တို့လိုချင်တဲ့ပုံစံပဲအဲတဖွဲ့တည်းနဲ့လုပ်နေတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အဖွဲ့အားလုံးစုပေါင်းပြီးတော့တိုက်တဲ့အောင်မြင်မှုကြီးကတကယ်အရသာရှိတယ်ပေါ့နော်ပြောရရင်အခု ကျွန်တော်နဲ့တိတဲ့ဖွဲ့လိုက်မေးရဒီလေမင်းတို့ဖွဲ့ပါလားပါတယ်ဒီလေမင်းတို့ဖွဲ့ရောအခြေအနေပါလားအပါတယ်အဲ့လိုမျိုးပေါ့နော် အကုန်လုံးကဒီတိုက်ပွဲတစ်ခုအောင်မြင်ဖို့အတွက်ကိုပေါင်းစည်းပြီးတော့လုပ်တယ်ဆိုတဲ့ရလက်ကြီးဟာတကယ်ကိုအားရစရာကောင်းတယ်ပေါ့နော်အဲကြာဆုံးတဲ့ဒါရဲဘော်တွေသူရဲကောင်းတွေလည်းရှိပါတယ်ကျွန်တော်တို့ဒါအင်းတော်ကပြန်လာတဲ့အဖွဲ့တွေကိုပြည်သူတွေကြိုတဲ့အချိန်မှာဒါအင်းတော်ကပြန်လာတဲ့အဖွဲ့တွေကဒီကားပေါ်မှာပေါ့နော်ကြာဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ဓပုံလေးတွေပေါ့နော်အဲ့ဒါလေးတို့ဘောင်လေးတွေတွင်းပြီးတော့တည်လာတဲ့ဟာပေါ့နော်အဓိကတော့ သူတို့မရှိတော့ဘူးဆိုပေမဲ့ဒိုင်ဘွဲဝင်တဲ့အချိန်မှာသူတို့ပါခဲ့တယ်အဲအဲ့ဒါကြောင့်မလို့အောင်ပွဲခံတဲ့အချိန်မှာလည်းသူတို့အတူတူပါလာရမယ်ဆိုရယ်ပုံစံမျိုးနဲ့ယူလာတော့စိတ်လည်းမကောင်းဘူးเนาะဒါပေမဲ့ဟိုပြည်သူကတကယ်ကိုတောင်းတောင်းပြပြကိုကြိုဆိုတာဘုံကဟိုကြည့်ရတဲ့ရလေဟိုဘာမှအဲ့ဗီဒီယိုကြည့်လိုက်တော့ဘာမှပြောစရာမလိုဘူးတကယ်ကြည့်နူးရတယ်ဗောနော်တော့လိုချင်တဲ့အောင်မြင်မှုတွေကဇက်တိုက်ဇက်တိုက်ကိုလာနေပြီဆိုတော့အတိမျိုးလဲရတယ်ဗောနော်ပြီးတော့ဒီပေါင်းစည်းပြီးတော့တိုက်တယ်ဆိုတော့တက်ပေါင်းစုတက်ပေါင်းစုကျွန်တော်အမြဲတမ်းမျှော်လင့်နေတဲ့ဟာကြီးอ่ะအခုဆိုရင် အကောင့်ထဲပေါ်နေပြီလို့တောင်ပြောလို့ရတဲ့အနေထားပေါ့နော်။ထောင်တောင်းကြီးထိုးစေပေါ့ကူလက်ရှိပြောနေတယ်။ထောင်တောင်းကြီးထိုးစေတကယ်ကိုဒါတဆုတပွဲတည်းမဟုတ်ဘဲနဲ့အားလုံးပေါင်းပြီးတော့မတူတာတွေညှိရဲအတူတာတွေဒါတိုင်ပင်ပြီးတော့အခုလိုမျိုးလောက်ကြတဲ့ခါတကယ်အောင်မြင်မှုရတယ်ပေါ့နော်။အခုဆိုရင်ဒါချစ်ပြည်တယ်မှာဆိုရင်ပလန်ပြီးသွားရင်တိတိန်ဟာခါထန်တလန်ထန်တလန်ထန်တလန်ကလည်းမရှိတော့ဟုတ်တယ်ထန်တလန်အဆောက်တော့ပဲကြံတယ်အဲ့ကောင်ကဘယ်မှလည်းမထွက်ရဘူးဟုတ်တယ်အဲအချိန်မြွေးကောက်ပြီးတော့ပြင်းလို့ရတဲ့အနေထားရပြီလို့တော့ပြောလို့ရတဲ့အနေထားပေါ့ဟုတ်တယ် အဲ့ကြအဲဟာခါပေါ့နော်ဟာခါတစ်ခုကြံမယ်ခလည်း269တည်းနဲ့အဲ့မှာ269 269ဒါ269လောက်ပဲရှိတယ်ပေါ့နော်အဲ့ဒါတစ်ခုကြံတယ်အဲပြီးတော့တီးတိမ်ကြံမယ်ပေါ့နော်တီးတိမ်ကလည်းဒါရဲ့ရဲ့အဲ့ကြတော့ချိပိနေတပိနေလုံးနှီးပါလွတ်မြောက်လာပြီလို့ပြောရမယ်နေသားဖြစ်သွားပြီပေါ့နော်အဲ့ဒါကြီးကတကယ်အားရဖို့ကောင်းတယ်နောက်တစ်ခုကကြတော့ဒါကြောင့်ဒါအင်းတော်ကနေပြီးတော့ထွက်ပြေးတဲ့ခုနပြောတဲ့ဟိုကောင်ကြီးဟိုကောင်ကြီးဘယ်လိုကြီးလဲအောင်တဲ့အောင်တဲ့ဦးအောင်တဲ့ဦးအောင်တဲ့ဦးဆိုလေ ဟိုပရိုင်းပြောတဲ့ထဲမှာပါတယ်100ကျော်อืมတို့အိမ်ဟာ100ကျော်ဖမ်းမိရချိန်ပါလေဒါကတာနဲ့အင်းတော်ကြားထဲမှာဖမ်းမိရအပြောင်းတိုင်းမယ်ဆိုရင်တော့မှဒါ12မိုင်လောက်ရှိတယ်ထင်တယ်အဲ့အဲ့တိုင်းကိုပြေးကြတာပေါ့နော်ပြေးတဲ့ချိန်မှာတို့ဖမ်းမိတဲ့ချိန်မှာအဲတို့မှပါသွားတဲ့ကိုစီလက်နဲ့ခရမ်းပါတယ်အဲ့100ကျော်ကြီးရဒါပေမဲ့အဲ့100ကျော်ကြီးကဘာမှကိုစိတ်တက်မရှိတော့ဘူးဆိုတဲ့ဟာတို့လုံးဝအသာကြီးဖမ်းခံလိုက်ရတဲ့ပုံစံမျိုးဟုတ်တယ်အကုန်လုံးအရှင်ဖမ်းမိတာအဲ့ကြအကုန်လုံးလက်နဲ့ချတဲ့ပုံစံမျိုး တ်တယ်။လက်နဲ့ချတယ်ဟာဖမ်းခံလိုက်ရပြီတော်ပြီမလုပ်တော့ဘူးဆိုပြီးချလိုက်တဲ့ပုံစံမျိုးအဲ့အင်အားတရာကျော်ကြီးရတာသူတို့ကိုစီပါတဲ့လက်နဲ့ခဲရနဲ့ပြန်ပစ်စီအောင်တော့မလွယ်ဘူးတော့ဘူး။ဟိုဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေမလွယ်ဘူးပေါ့နော်။အင်အားရာကျော်ကြီးပေါ့နော်။ပြောကြဟိုမှာကြံနာဆိုရင်ဒါအမြောက်တက်နဲ့နောက်ထပ်တရင်တရင်ကြံတယ်ဒီကတာမှာဆိုရင်ပေါ့နော်။အဲအမြောက်တက်ခွဲတက်ခွဲတင်နေရှိတယ်ပေါ့။အဲအဲကြောင့်အဲ့နေရာကိုရောက်သွားပြီဆိုရင်ဒါသူတို့ကဟိုပို့ပြီးတော့ပေါင်းစည်းပြီးတော့ပြန်ပြီးတော့လုံနိုင်ချေနေထားအများကြီးရှိတယ်။အဲ့ဒီဟာကိုလုံးဝအလုံးမပေးဘဲနဲ့ က်ဖွဲ့တွေကလိုက်ပြင်းလိုက်ရအားရဖို့ကောင်းတယ်ပေါ့နော်။ပြီးတော့အခုဆိုရင်တော့ဝန်သားအရာပြောနေကြပြီခွန်ခွန်ဒါသွေးကြွေးပြတ်ဆက်နိုင်ခဲ့ပြီပေါ့နော်။အဲဘကိုးမှာလုတ်ခဲ့တဲ့လုတ်ရက်တွေရှိတာ哦။အဲကြအဲ့လုတ်ရက်တွေကအခုတော့ဒါဝစ်လဲပြီပေါ့။ဆက်မိတဲ့အချိန်မှာဟုတ်ပဲပုံတက်လာတဲ့အချိန်ကြည့်တော့ပတိပတ်တာသေး။ပတိပတိနဲ့ပတိပတ်တာသေးတယ်ဘလောက်ဖျားတရားမြဲလဲဆိုတော့လုတ်အောင်ဟုတ်။ဒါလားဟို ယရနာတော့ကို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 ကျင်ကိုယရနာတော့ကိုကောက်ကိုကိုရဲ့ရိုးရမယ်တို့ပါတော့မနေ့ဟိုအယူကြီးပန်းတွေရှောက်ပြီးတော့မှလောက်တာပေါ့နော်ယူကြီးပန်းတွေရှောက်လောက်တာဆိုတော့ तू ကဟိုဘယ်မှာသွားပြီးတော့ပေါ်လွင်လဲဆိုတော့ညီလေးက तू ဒီထိုင်းနိုင်ငံကညီလေးကဟိုတလိษံနေဆိုတားချစ်တာဟုတ်တလိษံ तू ကဥသာပေးက तू ကဒီလမ်းမှာခွေးတို့ပါတို့ညီဆိုင်ငယ်နဲ့တိုက်တိုက်တာတို့ပြီးဒဲနဲ့ပြစ်တာတို့ပါတို့ဟိုကလှုပ်လို့သူတို့ ာဝန်ရှိတဲ့ရဲတော်ဘာတို့တွေ့လို့ရှိရင်သူကအကြီးအေးအေးယူခံရတာတိလိမ့်ဆန်ညင်မနေဆဲမှုပေါ့နော်ပြီးခွေးခွေးတို့ကလေးပြီးအမျိုးသမီးပေါ့နော်ဒါတွေကဦးစားပေးတွေပေါ့သူတို့နိုင်ငံဒါအကျန်းဖက်လို့မရတဲ့အရာတွေပေါ့နော်ဒါပေမဲ့သူကဒီ ထိုင်းဘန်ကောက်ကိုညီခွေးလာတာကိုညီထိုင်းနိုင်ငံမောင်းထုတ်တဲ့ဟာတော့ဒီခွေးခွေးမချစ်တဲ့ထိုင်းဒီတစ်ခါပဲတွေ့ဘူးတယ်ပေါ့ခွေးမချစ်တဲ့တလေးဆန်ချစ်နေပြီးတော့เนาะအခုကြမှာခွေးမချစ်တဲ့တိုင်းဘလို့ဖြစ်လို့လဲပေါ့เนาะဒီခွေးတို့ကြဘလို့ဖြစ်လို့ထိုင်းရမချစ်ကြတာလဲပေါ့ဒီကကြိုက်တယ်အဲ့တော့အဲ့ဒီမှာသူတော်တော်ပေါ်လွင်သွားညီညာရင်းကြီးပြန်ပြေးရတဲ့အဆင်မျိုးပေါ့เนาะညာရင်းကြီးပြန်ပြေးရတယ်ပြန်ပြေးရတဲ့ခါကျသူသူ့ကိုယ်သူလဲဟိုကဲမရတော့မယ်ဆိုတော့ အနေထားမျိုးနဲ့သူ့အောက်ကလူတွေကိုလိုက်ပြီးတော့မှရှောက်ပြီးတော့မှရွတ်ခိုင်းတာပေါ့နော်ဘလို့မှရတော့တဲ့အခြေအနေမဟုတ်တော့ဘူးပေါ့ငါခုံခုံဆိုလို့ရှိနေဒီတိုင်းပဲဟုတ်တယ်ဟိုပြည်သူကိုတကယ်ရန်ကုန်မြို့ပေါ်မှာနှိမ့်ဆက်ခဲ့တဲ့လူတွေနှိမ့်ဆက်ပြီးတော့မှအဲ့ဒီမှာအခုတက်မမှုကတော့မဟုတ်ဘူးအဲ့သူကတခြားတဲ့နေရာနေပြောင်းလာတာဒါပေမဲ့လောက်တာကတော့ခွန်ခွန်ကလောက်တာဟုတ်တယ်အဲ့တော့ဖန်ခံရတဲ့တုံမန်းနေရာတော့ခွန်ခွန်ကပဲဆိုတော့ပါတော့ဟုတ်တယ်ဖန်ခံရတဲ့အောက်တမမှုအောက်ကကောင်နေကဟိုးအရင်ကလေးကခွန်ခွန်မှာတာဝန်ထမ်းဆောင်တဲ့ကောင်နေဟုတ်တယ်အဲ့တော့ တမိုင်းကြောင်းနေပြန်လိုက်လို့ရတယ်။ကြောင်ငါတို့ရန်ကုန်မှာတုန်းကမင်းတို့ပါတာပါတယ်ဆိုလို့ရှိရင်မင်းတရင်မှုပြစ်တဲ့တရင်မှုဗမာလေဘယ်ကိုပြောင်းသွားပြီလဲပြောကိုပိုင်းနံပါတ်ပြောအဲကိုပိုင်းနံပါတ်ပြောဒိစာပြောအဲဓာတ်ပုံရှင်ဓာတ်ပုံရှင်ဓာတ်ပုံပြဟုတ်လေအဲ့လိုမျိုးမင်းအဲဒီတော့တခွဲမှုကဘယ်လိုလဲအဲဒီတော့တမမှုကဘယ်လိုလဲဆိုတော့ပြီးရင် तू လက်ရှိအဲ့ဒီမှာတာဝန်ပထမ်းဆောင်တော့ဆိုရင်ဘယ်ကိုပြောင်းသွားတာလဲဆိုတော့တမိုင်းကြောင်းနေပါလိုက်လို့ရတဲ့အားအားရတဲ့တခုအဲ့ဒီအဲ့ဒီဟာထပ်ပြီးတော့တွေ့ရတယ်နောက်တစ်ခုကဘာတွေ့ရလဲဆိုတော့ညီ ဟိုဒီဘုံသီးတွေရဲ့ဟိုဟာမှာဒိတ်က2025ပေါ့နော်ဟုတ်တယ်2025ထုတ်တဲ့ဟာ2025အခုမှ၄လပိုင်းပဲရှိသေးတယ်ဟုတ်တယ်ဒါပေမဲ့ရှေ့3လတုန်းကထုတ်ခဲ့တဲ့ဟာတွေကရှေ့တန်းစစ်မြေပြည်ကိုယူပြီးတော့မှသုံးဆွဲနေရတယ်ဟုတ်တယ်အဲ့တော့ငလင်အတန်းကြောင့်ကဒါပြည်သူတွေဒုက္ခရောက်တယ်ဆိုတာဟာလေအဲ့ဒါအတိဒုက္ခရောက်နေရလေအများကြီးဟိုစာနာနားလဲပါတယ်ဒါပေမဲ့ငလင်အတန်းကြောင့်အခုကပါစကဟိုဒါဘေးလိုင်းတွေပြမဒါဘေးလိုင်းတွေသူကချိုးယွင်းသွားတဲ့အတွက်အခုအရန်ဒါဘေးလိုင်းလုတ်ဖို့အဲ ပြန်ပြီးတော့ပြင်ဆင်နေတယ်ပေါ့နော်ကာဘာဆာတွေကအလီမီယံမထုံနိုင်တော့တာတွတ်တွေ့ရအဲ့တော့အဲ့ဒီဟာလည်း2025ထုတ်တွေသုံးနေရပြီဆိုတော့အရင်တော့ကကိုတို့တက်သေးမှာကြည်စံထုတ်ပေးတယ်ခြေထောက်ထဲကိုကြည်စံထုတ်ပေးရင်ကြည်စံတော်ကအကိုကြီးပြန်ခေါ်အောင်မယ်အဖေကွာပိုးကွာအကိုကြီးလောက်လည်းမရဘူးကိုတဲ့အသက်ကြီးရဲ့ဟုတ်တယ်အသက်ကြီးရဲ့ကြည်စံတွေပေါ့နော်ကိုတို့ရပြ1900ပြောဟုတ်တယ်အဲ့လိုမျိုးတွေအဲ့ဒီကအဲ့ဒီကနေအခုနှစ်ပေါင်းများစွာစုဆောင်းလာတဲ့ကြည်စံတွေကုန်တဲ့အပြင်ဟုတ်ကိုအခုထုတ်ကူးပြစ်တွေဖြစ်နေဟုတ်တယ်အဲ့တော့ ဒီဟာကိုထပ်ပြီးတော့မှအေကထပ်ကာဘာသားတွေကိုထပ်လုံးမယ်ဆိုလို့ရှိရင်တော့အဲအဲ့ဒီကာဘာသားကဘာမှလုံးလို့မရတော့ဆိုရင်တော့ဒီသူတို့လက်ထက်မှာကိုင်းထားတဲ့တနက်ကဒုတ်တချောင်းလောက်တော့အသုံးမဝင်တော့တဲ့အခုလူတရာကျော်တော့မှပဲပြန်ပြစ်လို့ရတဲ့တနက်တွေကိုင်းထားတာတော့မှပဲစိတ်တက်တွေယိုယွင်းပြီးတော့မှ checkling ငယ်ကလေးဖမ်းလို့တိုင်းလက်နဲ့ချပြီးဖမ်းခံလိုက်တာဖြစ်တယ်နောက်နောက်ပွဲတွေကပို့ပြီးတော့တော့လှတော့မယ်ပေါ့နော်အဲ့လိုပြောလို့ရတယ်ပေါ့အများကြီးတော့ပြီးရင်ကျောင်းအဖွဲ့တွေက အခုကနေရာစုံကအဖွဲ့ကြီးကတော့အောင်မြင်မှုအရသာကိုတည်သွားပြီဒီလိုမျိုးအောင်မြင်မှုအကြီးပေါ့ကွာဒါဟိုဒါလမ်းကြောင်းမှာဒါခုနလိုအဲစစ်ကြောင်းထွက်လာလို့တိုက်ခိုက်လို့အောင်မြင်တဲ့ဟာတစ်မျိုးဒီလိုမျိုးဒါအလုံးစုံကြီးတိမ့်ပိုက်နိုင်လို့ရတဲ့အောင်မြင်မှုဟာတစ်မျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးအောင်မြင်မှုမျိုးအခုနေရာစုံကအဖွဲ့ကြီးကအကုန်လုံးကြုံဘူးလားအဲတွေ့ကြုံနေပိုရလာအဲကြအဲ့လိုမျိုးရဖို့အတွက်ကို ဘလို့နီလန်းမျိုးတွေတောင်းရမလဲဆိုတဲ့ဟာတွေပိုသိလာတယ်ဟုတ်တယ်ပိုသိလာတယ်ဟိုကောင်နေဘက်ကကြတော့ဒါအခုအတွေ့အကြုံပြန်မျှဝေမယ်ဆိုရင်ငါတို့တော့ဘလို့ပြေးတာပဲကွာဆိုတာပဲမျှဝေလို့ရအောင်ပါပေါ့နော်အဲရှေ့ကကောင်တော့အဲ့လိုပြေးသွားပဲငါတို့လည်းဘလို့လောရမလဲဆိုတဲ့ဟာပဲရှိတော့တယ်အဲ့ကြလာမဲ့နှစ်ထဲမှာပေါ့နော်အဲဒီအဲတိုက်ပွဲတွေတေချာပေါက်ဒါပြင်းထန်လာဖို့တော့ရှိမယ်အဲပြည်သူလူထုတွေဒီဥစ္စာကို တချို့ကကြတော့စိတ်ပူကောင်းစိတ်ပူတယ်ဒါပေမဲ့အချို့ကကြမျောကိုမျောနေတာဟုတ်တယ်ဒီသူကဘာလို့လဲဒီတက်ရန်ကုန်မလာသေးဘူးလားမန်းလေးမလာသေးဘူးလားတချို့တွေဝင်မင်းနေတာဒီဒီတက်လေသူတို့မှာနာကြီးကြမရှိတော့ဘူးဆုံးရှုံးကြလည်းမရှိတော့ဘူးဗောနော်အဲ့ကြောင့်လာခဲ့တော့ချားကြမယ်အဲ့ခါကျရင်ငါတို့ကနိုင်ရဝင်ပြီးတော့စော်မယ်ဆိုပြီးတော့ဗောနော်အဲဒီလိုမျိုးပုံစံမျိုးနဲ့ကိုစိတ်အားတက်ကြွနေပြည်သူတွေကအများကြီးဖြစ်လာတယ်အဲ့တော့အဲ့လိုမျိုးစိတ်အားတက်ကြွနေပြည်သူနဲ့အခုလိုမျိုးအောင်မြင်မှုတွေရပြီးတော့ဗောနော်အတွေ့အကြုံတွေပြည့်ဝလာတဲ့ပြည်သက်တက်ဖွဲ့တွေနဲ့ဒီတက်တာစီစီလုံးလုံးနဲ့ ဒါလက်တွဲညီညီနဲ့သွားနိုင်မယ်ဆိုရင်ဒါစစ်ကောင်စီဘလောက်ပဲသူကသူလက်နဲ့ဟိုကဖြစ်ပြီးဖြစ်ပြီးမရတော့ဘူးပေါ့နော်အခုဆိုရင်အာကာဘာဆာတွေအလင်မီအောင်ထုတ်ရတဲ့အဆင့်တွေဖြစ်လာတယ်ဘိုးပြောလိုပဲရှိရတာဘုံဒီတလုံးဆိုရင်သူကအဲ2025ထုတ်တဲ့ဟာထုတ်ပြီးတော့သူကထုတ်လို့ရက်ဆွဲကိုသူကဘာလုပ်ထားလဲဆိုတော့ဒီဆေးနဲ့ဖြတ်ထားတယ်ပေါ့နော်စပရေးနဲ့မှုတ်ထားအဲ့တော့တက်ဖွဲ့တွေကဘာဘာလို့ဖြတ်ထားရလဲဘာကြောင့်မလို့လဲဆိုပြီးတော့သူတို့ဒါကြည့်တဲ့အခါမှာသူက2025ထုတ်ဖြစ်နေအဲ့ထုတ်လို့ရက်ဆွဲကိုသူကဖြတ်ထားတယ် အဲ့ထုတ်လို့ရက်ဆွဲဖြတ်ထားပြီးတော့အဲ့ထုတ်တဲ့ရက်ဆွဲကနေသူတို့စီကိုလာကျဲတဲ့ရက်ဆွဲက12ရက်ပဲကွာဟုတ်ဟုတ်12ရက်ပဲ18ရက်နှစ်လပိုင်း18ရက်မှာထုတ်ပြီးတော့30ရက်နေမှာလာကျဲတာအဲ့အဲ့ဘုံဒီရက်ဟာသူတို့ရတဲ့အချိန်မှာကြည်ပြီးတော့သူတို့ကိုယ်တိုင်အစားပြောတယ်အာဒီကောင်လေးတော်တော်ကိုဆုပ်ဆုပ်ပြည့်ပြည့်တွေဖြစ်နေပြီပေါ့နော်ပြီးရင်မလောက်မငှားတွေဖြစ်နေပြီအလင်းမမီတာတွေဖြစ်နေပြီပြီးတော့အဲ့သူ့မှာပါတဲ့ပစ္စည်းပစ္စည်းဆိုရင်ဒါ range ဆိုတာ gauge ဆိုတဲ့ပုံစံမျိုးတွေကလုံးဝဗျာကျွန်တော်တို့လက်လောက်ကတော့တာနာသေးတယ်အဲအဲ့လိုမျိုးဘာ pick less ဆန်းနေလောက်ရတဲ့အနေထားအမြန်အမြန်လောက်ရတဲ့အနေထားမျိုး အဲအဲ့ဒါမျိုးပုံစံမျိုးတွေဖြစ်လာနေပြီဆိုတော့တကယ်ကိုပွဲကြီးပွဲကောင်းတွေကဒါပြည်သူပျော်ရမယ့်ပွဲကြီးပွဲကောင်းတွေကလာကိုလာမှာပါပေါ့နော်အဲနောက်တစ်ခုကဟိုကဒါအဆုံးသက်လေးပေါ့ဒါစကားဝိုင်းအဆုံးသက်လေးနေနေအခုဒါမျိုးတော်လန်ရေးအင်အားစုတွေနဲ့အတူပေါ့နော်ဒါအစပြုခဲ့တဲ့1027စစ်စင်ရေးကိုအောင်ပွဲရရှိသည့်အထိစီစီလုံးလုံးညင်ညင်ညွတ်ညွတ်ရှိသွားမယ်ဆိုပြီးတော့ဒါမြောက်ပိုင်းညီနောင်၃ပွဲပေါ့နော် MLDA နဲ့ TNL ကအ ဒါအာရခတက်တော့ AA ရဲ့16နှစ်မြောက် တက်တီထောင်တဲ့နေ့နှစ်ပတ်လည်နေ့မှာပြဖို့တဲ့တဝန်လာမှာဒါဂရိပြုတယ်ဆိုပြီးတော့ဒါထုတ်ပြန်လာတာရှိတယ်ဗောနော်အဲ့တော့ကျတော့ချို့အပိုင်းနေကြရင်ကျွန်တော်တို့မမြင်ရတဲ့ဟာတွေအများကြီးရှိရပါတယ်မမြင်ရတဲ့ဟာရှိတယ်အဲ့ဒါခါကြီးကြရင်ဒါစစ်ကောင်စီဖြစ်စေခြင်းတဲ့အတိုင်းကျွန်တော်တို့တွေမဖြစ်ဖို့လဲလိုတယ်ဗောနော်အဲ့တက်ဖွဲ့တွေသူတို့တွေကပို့ပြီးတော့အဲ့သွေးတွေချွေးတွေရင်းထားရတယ်ဗောနော်ဟုတ်တယ်တချို့ဟိုဟာတွေကတချို့ဘယ်လိုပြောရမလဲတချို့အောင်မြင်မှုတွေကဗောနော် ဆက်ဆက်နေတယ်ဆိုတာလေးလည်းပြောချင်တာပေါ့နော်ဟိုတက်ဖွဲ့တွေဒီလောက်ကြီးကြီးအောင်မြင်လာတာဘာကြောင့်လဲဆိုတဲ့ဟာမျိုးလေးတွေကလည်းနောက်ွယ်မှာရှိတယ်ဟုတ်တယ်အဲအဲကြအဲ့လိုဟာမျိုးလေးတွေကိုကျွန်တော်တို့ဟိုလုံးဝအတိအကျမြင်နိုင်မှုကတော့ခက်တယ်ဒါစီရေးဖြစ်တဲ့အတွက်အဖွဲ့တွေကတော့ဒါကိုတိတိကျကျပြောတယ်ငါတို့ကတော့ဘယ်ဖွဲ့ထောက်ပံ့ထားလဲငါတို့ကတော့ဘယ်ဖွဲ့ကိုတိုက်လို့ရအောင်လုပ်ပေးခဲ့တယ်ဆိုတဲ့ပုံစံမျိုးပြောမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တွေအဲအချိန်လေးနေပြီးတော့စောင့်ကြည့်စီခြင်းတယ်ပေါ့နော် အားလုံးကအဲစိတ်ဓာတ်ကျတဲ့သတင်းတွေထွက်လာတဲ့အခါမှာကျွန်တော်အပြစ်တင်မှုတွေဝေဖန်မှုတွေကအရင်ဆုံးတက်လာတယ်ဝေဖန်တာကကိစ္စမရှိပေမဲ့ ြစ်တင်တဲ့ခါကျရင်တကယ်ကောင်းစီခြင်းလို့လှုပ်ပေးတဲ့သူတွေကြတော့ခံစားရတယ်ပေါ့နော်ခံစားရတယ်အခုဆိုရင်လည်းဒါအကုန်လုံးကတော့စိတ်ပူနေကြရရှိတယ်အာ MND နဲ့ DNL ကဒီလိုဖြစ်သွားတဲ့အချိန်မှာအရခတ်တက်တော့ AA ရောဖြစ်မလာနိုင်ဘူးလားပေါ့နော်ဒါပေမဲ့အခုတော့မြင်တဲ့အတိုင်းပဲသူကတော့ပြောတဲ့စကားအတိုင်းပဲပြောလို့မြင်တဲ့အတိအတိုင်းပဲအင်္ဂါဂျူကလာတာလည်းတိမ့်ပါပဲပေါ့နော်အခုဆိုရင်သူတို့လည်းသုံးခုပဲကြံတော့လေပေါ့နော်အဲချို့ဟာကြီးဆိုမသိမ့်မဲ့တဲ့တော့ရအောင်လုပ်နိုင်တဲ့အနေအထားဖြစ်လာပြီဆိုတော့ ဘာဖြစ်ကြောင်းတော့ဒီဒေါ်လာရဲ့နွေဒေါ်လာရဲ့အောင်မြင်မှုစီကိုတကယ်ကိုသွားနေပြီဆိုတဲ့ဟာကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်